။ဒီနေ့ကို9မိနစ်10မိနစ်လောက်ပဲကိုယ့်ရဲ့တတမမိတွေကိုအချိန်ပေးရင်းနဲ့ပကြီအခြေခံလေးပါအောင်ကူညီပေးလို့ရပါတယ်။ဒီဗီဒီယိုလေးကတော့35နှစ်အရွယ်တတမမိတွေအကြောင်းမနေခင်မှာပကြီအခြေခံလေးပါအောင်အိမ်မှာပဲဘယ်လိုကူညီပေးလို့ရမလဲဆိုတဲ့ဟာလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။35နှစ်အရွယ်ကလေးတွေအတွက်ကိုအဓိကကတော့လက်ရမဆယ်လေးတွေတမ်းမအောင်ကူညီပေးလို့ရပါတယ်။ ၃၅နှစ်ရွယ်ခဲတဲ့မကင်ခင်မှာဒီတတမိမိတွေကို အရင်ဆုံးလက်ရက်မဆဲလေးတွေတတ်မလာအောင် slime လေးတွေနဲ့ပေးစောတာမျိုးဒါမှမဟုတ်အသေးလေးတွေစောခိုင်းတာမျိုး squeezy လေးတွေညှိခိုင်းတာမျိုးလုပ်လို့ရပါတယ်။ ်နောက်ပြီးတော့နောက်ထပ်လက်လိကျင်ကအနေနဲ့ကကြတော့လက်ကလေးတွေကိုဖြန်လိုက်ဆုပ်လိုက်ဖြန်လိုက်ဆုပ်လိုက်နဲ့တနေ့ကို10ကျင်ကနေပြီးတော့15ကျင်အထိလှုပ်လို့ရပါတယ်နောက်ထပ်လိကျင်ကလေးကကြတော့ဒီဘက်လက်ကလေးကိုလက်ကဝတ်ကနေပြီးတော့ဒီဘက်လက်ကလေးနဲ့ကိုင်လိုက်ပါကိုင်ပြီးတော့လို့ရှိရင်လက်ကလေးကိုဆက်ဝိုင်းပုံစံလေးပါမယ်ပြီးရင်ဒီဘက်တစ်ဖက်ကိုလည်းပြန်သွားမယ်ပေါ့နော်ဒီဘက်ညာဘက်လက်ကလေးကိုဘယ်ဘက်ကနေပြီးတော့လက်ကဝတ်ကလေးကိုကိုင်လိုက်ပါကိုင်ပြီးတော့လို့ရှိရင်10ကျင်ပြန်လှည့်မယ်ပေါ့နော်ခုနကတနေ့ကို10ကျင်ကနေပြီးတော့15ကျင်အထိတသားမိမိတွေကိုလှုပ်ပေးမယ်ဆိုလို့ရှိရင်ကလေးရဲ့လက်ကဝတ်လေးတွေက တစ်ဖြည်းဖြည်းနဲ့ပျော့ပြောင်းလာပါလေ။ပျော့ပြောင်းမှုလိုတာလဲဆိုလို့ရှိရင်ကြတော့မြင်းဖြောင်လေးတွေဆွဲဖို့ဆိုလို့ရှိရင်စိတ်တည်ငြိမ်ဖို့လိုတယ်ပေါ့နော်။ဒါပေမဲ့မြင်းကွေးတွေဆွဲဖို့အတွက်ဆိုလို့ရှိရင်လက်ကလေးတွေကပျော့ပြောင်းနေဖို့လို။တန်းတန်းချင်းငန်းလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အရင်ဆုံးခဲတံကိုင်းပြီးစနစ်လေးမှန်ဖို့။ခလေကနေပြီးတော့ခဲတံလေးကိုလက်ကလေးပေါ်မှာတင်ပါ။တင်ပြီးသွားလို့ရှိရင်လက်မနဲ့လက်ညှိုးလေးတွေကညှက်မယ်။ ညက်ပြီးသွားတော့ဒီလိုအနေထားလေးနဲ့သွားမယ်။တချွေနဲ့ကကြတော့ဒီလိုမျိုးလွတ်လွတ်လပ်လပ်လေးထားမယ်။ဒီလိုခဲတံကိုင်းကြီးစနစ်အနေထားလေးမှန်ဖို့လိုပါတယ်။အဲ့တော့ငငယ်တော့ကတချို့တွေခဲတံကိုင်းကြီးစနစ်မှားတဲ့ခါကျရင်လက်ကြီးကိုဒီလိုမျိုးဆွတ်ဆူကြီးတွေကိုင်းတာတွေရှိတယ်။အရန်ကြီးဒီခဲတံရဲ့ထိန်ထားနဲ့ကပ်ပြီးတော့ကိုင်းတဲ့ခါတွေရှိတယ်။ဒါကခဲတံကိုင်းကြီးစနစ်အမှားပေါ့နော်။အဲ့တော့အဲ့လိုကိုင်းတဲ့ခါကျလို့ရှင်စာရေးတာကအရန်နှေးသွားတာမျိုးတွေရှိတယ်။အဲ့ဒီတော့ဒီခဲတံကိုင်းတဲ့ခါမှာလွတ်လွတ်လပ်လပ်နဲ့မြင်းမြန်ဆန်ဆန်လေးရေးတဲ့အချင်းလေးငငယ်လေးကပါသွားအောင်ဒီခဲတံရဲ့ဒီလက်ကလေးပေါ်မှာ ။ညိုနေကညက်မယ်ညက်ပြီးသွားလို့ရှိရင်လက်တကြွေနဲ့လက်တန်းနဲ့ကိုလွတ်လွတ်လပ်လပ်လေးထားတဲ့ပုံစံလေးနဲ့ဒါကပကြည်ရေးတဲ့အခါမှာခဲတံကိုရှည်ပြီးတော့ကင်ရမယ်။လက်20 30စာအကွာဝေးသေးထားပြီးတော့ရှည်ရှည်လေးကင်မယ်။ဒါပေမဲ့စာရေးတဲ့အခါကျလို့ရှိရင်ဒီလက်နီးစနစ်လေးအတိုင်းကိုပဲရှည်ကိုတိုးပြီးတော့ပြန်ကင်ပေးလို့ရပါတယ်။ ဲ့တော့ဒီကိုင်နီးတရားကြတော့စာရေးတဲ့အခါမှာလည်းအဆင်ပြေမယ်ပကြီးရေးတဲ့အခါမှာလည်းအခြေခံတစ်ခါလည်းပါပြီးသားဖြစ်သွားမယ်ပေါ့နော်ဒါကကိုင်နီးစနစ်အမှန်ပါအဲ့တော့ဒီခဲတဲ့ကိုင်နီးတွေကိုတသားမိမိတွေကိုအကြောင်းမနေခင်မှာအရင်ဆုံးသင်ပေးလို့ရပါတယ်တသားမိမိတွေကအရင်ဆုံးလက်ကလေးတွေမှာဆက်လဲကောင်းလာပြီးပြီးတဲ့အခါမှာခဲတဲ့ကိုင်နာလည်းအဆင်ပြေသွားပြီဆိုလို့ရှိရင် now step အနေနဲ့ကကြတော့တို့အယောင်ချေခိုင်းမယ်ပေါ့နော်အဲ့တော့အယောင်လေးတွေချေဖို့အတွက်ဆိုလို့ရှိရင်တို့ကြိုက်တဲ့ဒီ character လေးတွေပါတယ်ကတ်တုန်းပုံလေးတွေပါတယ်ရောင်စုံစာအုပ်ကလေးတွေပုံဆွဲအယောင်ချေတဲ့စာအုပ်ကလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုဝယ်ပေးသင့်ပါတယ် အဲ့ဒါပြီးသွားလို့ရှိရင်တော့သူတို့အတွက်ရောင်းဆောင်ဝင်တဲ့အခါမှာဖျောင်းရောင်းဆောင်ရှိမယ်ပြီးတဲ့အခါမှာ color pencil ရှိမယ်နှစ်မျိုးရွေးချယ်အဲ့တော့ဒီချဲအနေနဲ့ကျတော့ recommend ပေးချင်တာကကျတော့ color pencil ကိုပို့ပြီးတော့ recommend ပေးပါတယ်သူကကျတော့ခဲတံအတိုင်းပဲဆိုတော့အဲ့တော့ဒီခဲတံကိုင်းနီးစနစ်လေးပဲတခါတည်းမှန်သွားအောင်ချေတာပို့ပြီးတော့ကောင်းတယ်ပေါ့နော် အဲ့တော့ခလေးအယောင်မချဲခေကဒီစာအုပ်ကလေးမှာဘယ်ပုံလေးကိုအယောင်ချဲခြင်းလဲဆိုတာအရင်ဆုံးရှေ့ဆုံးစာမျက်နှာကနေနောက်ဆုံးစာမျက်နှာကိုပဲစနစ်တကျချဲရမယ်ဆိုတာမျိုးမလိုအပ်ဘူးပေါ့နော်ဒီနေရာမှာကျတော့သူဘယ်ပုံလေးကိုအရင်ဆုံးကြိုက်လဲစာအုပ်တအုပ်လုံးကိုလှန်ကြည့်ပလိစေအဲ့ဒီထဲထဲကမှသူကြိုက်တဲ့ပုံလေးကိုပဲရွေးချယ်ပြီးတော့အယောင်ချဲပေးလို့ရတယ်အဲ့တော့ဒီအယောင်မချဲခင်မှာပေးရမယ်မိဘဘက်ကပေးရမယ် instruction ကကျတော့နှစ်ခုပဲရှိတယ်ပေါ့နော်အဲ့ဒါကကျတော့အယောင်ချဲရင်ညီညီညာချဲရမယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီပုံလေးတွေမှာအယောင်တွေအပြင်ကိုမထွက်ရအောင်ကလေးက အယောင်ဆချက်ပြီဆိုလို့ရှိရင်သူကဒီအယောင်လေးတွေဒီပုံလေးမှာပါတယ်ပေါ့နော်အယောင်လေးတွေကိုဝိုင်းအောင်လေးတွေချဲခြင်းနဲ့အစိမ်းအောင်လေးချဲခြင်းကအပြာအောင်လေးချဲခြင်းကအညိုအောင်လေးချဲခြင်းကသူ့ကိုမေးအယောင်လေးမှာဆိုလို့ရှိရင်ဘာလေးနဲ့တင့်တော်မလဲသူ့ကိုမေးမယ်သူ့ရဲ့ response ကိုလည်းကိုကပြန်ပြီးတော့စာစိတ်ရှိရှိနဲ့စောင့်ပေးမယ်ပေါ့နော်အကယ်၍သူကမျက်ခင်းလေးရအစိမ်းအောင်လေးချဲခြင်းနဲ့ဆိုလို့ရှိရင်ဟုတ်ပြီထပ်တိုးပြီးတင်ပေးလို့ရတာကကြတော့ဒီအစိမ်းအောင်လေးကဘယ်လိုအစိမ်းအောင်မျိုးလဲ စိမ့်လေးသားအပြောင်သန်းတဲ့အစိမ့်လေးသားဓာတ်တို့မေးမယ်။ तू ကနည်းနည်းလေးကာလာကိုနည်းနည်းလေးတင်ထားတဲ့ကလေးမျိုးဆိုလို့ရှိရင်တော့ဒါလေးကနည်းနည်းလင်းတဲ့အကြောင်းဝါစိမ့်လေးဒါလေးကတော့နည်းနည်းလေးမှောင်တဲ့အစိမ့်အောင်ပြာစိမ့်လေးစသဖြင့်သူတို့သိလိမ့်မယ်ပေါ့နော်။အကယ်၍သူတို့ကကာလာကိုလည်းမသိသေးတဲ့ကာလာကဒါကအနီဒါကလိမ့်မို့ဒါကအပြာဆိုပြီးတော့မသိသေးတဲ့ကလေးမျိုးဆိုလို့ရှိရင်ဘယ်လိုလုပ်ပေးသူရလဲဆိုတော့ရောင်စုံလေးတွေကိုဖြန့်ခင်းပေးလိုက်ပေါ့နော်။အဲ့ဒီမှာဒီရောင်စုံလေးတွေတသားချေခြင်းလဲဘယ်ရောင်လေးကိုမိမိချေခြင်းလဲပေါ့နော်။ဒီရောင်တဲကသားဖေရောင်လေးက ကိုကြိုက်လေဒီလိုမျိုးလေးတွေ choice လုပ်ပြီးတော့သူကိုဆွဲခေါ်သွားလို့ရ ူကြိုက်တဲ့အရာကိုသူဖတာသူတွေးပစီသူဖတာသူအဲဒီချဲပစီကိုရိုင်းချဲပစီပေါ့နော်မိဘကကြတော့အတက်နိုင်ဆိုသူဖာလုံမလဲဆိုတာလေးကိုပဲစောင့်ကြည့်ပေးလို့ရတယ်အဲဒီကြတော့မှလည်းတသားမီမီတွေရဲ့ဒီကိုရိုင်းတွေးခွန်နိုင်တဲ့စွမ်းရည်ကပို့ပြီးတော့တက်လာတာချဲတဲ့ခါမှာတသားမီမီတွေကကြတော့အရန်ငယ်လို့နဲ့အခါကြလို့ရှင်ပေါ့နော်သူတို့မှနှေးတာမျိုးလေးတွေရှိမယ်အရောင်တွေပေသွားတဲ့ခါမျိုးလေးတွေရှိမယ်လူကြီးရဲ့အမျက်လုံးအမြင်ထဲမှာအစမပြေတဲ့အခိုက်တန့်လေးတွေရှိတယ်အဲဒီကြလို့ရှင်လည်းသူ့အတက်နိုင်ဆုံးစိတ်ရှိရှိနေပေါ့နော်ခုနကပြောသလိုတသားဒါလေးကတော့အဲအရောင်ကြီး ီအောင်ခြေရမယ်နော်ဆာရွက်အဖြူထဲမှာဆာရွက်သားအဖြူကြီးမကြံခဲ့ရဘူးအရာဝတ္ထုရဲ့အပြင်ဘက်ကိုအရာဝင်မပေးရဘူးနော်ဒီလိုမျိုးလေးစသဖြင့်သတိပေးလို့ရတယ်အတတ်နိုင်ဆုံးတော့ဒီသူတို့ရဲ့အမားလေးတွေကိုကိုကဟိုထောက်ပြတဲ့အနေနဲ့ပဲဒီလိုလေးတော့ဖြစ်သွားတယ်နော်ဆိုတာလေးပဲပြောတင်တယ်ပေါ့နော်အာအရန်နှေးတာပဲလောက်တာရန်နှေးတာပဲဒါမှမဟုတ်ပေးကြံနေတာပဲညပတ်နေတာပဲစသဖြင့် negative watch တွေကိုအများကြီးမသုံးသင့်ဘူးပေါ့နော်အဲ့လိုမျိုးအထက်နိုင်ဆုံးတသားမိမိတွေကိုဒီနာကနေစောင့်ကြည့်ပေးတဲ့အနေထားလေးနဲ့ပဲသွားတာအကောင်းဆုံးပေါ့နော် ဲ့တော့တသားမမီတို့ကအယောင်ချေလို့ပြီးသွားပြီဆိုတဲ့အခါကြလို့ရှိရင်လေဟောတသားကမမီကအယောင်ချေတာအရန်တော်တာပဲအဲ့တော့အယောင်လေးတွေကလည်းညီနေတာပဲအပြင်ကိုလည်းလုံးဝမထွက်ဘူးအယောင်ချေတာအရန်တော်တယ်ဒီလိုလေးတွေချီကျူးပေးတဲ့အခါကြလို့ရှိရင်ကလေးတွေကနောက်တစ်ချိန်ပြန်ဆွဲစဉ်ခြင်းစိတ်လည်းဖြစ်မယ်နောက်တစ်ခုကကြတော့သူကဒီလိုအယောင်ညီညီလေးချေလိုက်တာကိုချီကျူးပေးတဲ့အတွက်လည်းသူကနောက်တစ်ချိန်ကြလို့ရှိရင်လည်းသူကပို့ပြီးတော့ညီအောင်ချေလာလိမ့်မယ်ဒါလေးကိုသူအာယုံပို့ပြီးတော့စိုက်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးတွေချီကျူးပေးလို့ရပါတယ်အဲ့တော့ ကလေးတွေကိုများများချီးကျူးပေးရင်းနဲ့လည်းသူနောက်ထပ်လှုပ်ချင်စိတ်လေးတွေပို့ပွားအောင်သင်ပေးလို့ရပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးသတ်ရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာရှိတဲ့တသားမိမိတွေကြောင်းမထားခင်မှာအဲခဲတံကိုင်းကြီးလေးမှန်အောင်တင်ပေးပါအယောင်ချဲနီးလေးတွေတင်ပေးပါဘေးနားကလေးလည်းစိတ်ရှိရှိနဲ့စောင့်ကြည့်ပေးပါဒီလိုနီးစနစ်လေးတွေနဲ့အခြေခံလေးတွေပါသွားအောင်တင်ပေးလို့ရပါတယ်ဆိုတာပြောရင်းနဲ့ပေါ့နော်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲပပိုင်း